အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ရန်ကုန်မြို့ပါဝင်မြို့ကြီးတော်တော်များများမှာအဖြစ်များနေတယ်အသေးအောင်တော့ဝေပိုးအကြောင်းပဲဖြစ်ပါတယ်ရှင်ဒီအသေးအောင်တော့ဝေပိုးကဘယ်လိုမျိုးကူးစက်ခံရတာလဲကူးစက်ခံရပြီဆိုရင်ဘယ်လိုရောဂါလက္ခဏာလေးပေါ်လာတတ်တာလဲဒီလိုမျိုးကူးစက်မခံရအောင်လို့ဘယ်လိုကာကွယ်နေထိုင်နေတယ်လဲကာကွယ်ဆေးရောထိုးလို့ရလားအစရှိတဲ့အချက်တွေကို DBU လေးကနေပြောပြပေးချင်ပါတယ်ရှင်ကျမကတော့ဒေါက်တာလေးလေးတောင်းမဲ့ဖြစ်ပါတယ်ကျမရဲ့ YouTube channel ယ်လေးရနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်အသက်ရောင်တဝအေပိုးဘယ်လိုမျိုးကူးဆက်ခံရတာလဲဆိုရင်ဒီအသက်ရောင်တဝအေပိုးရှိနေတဲ့လူရဲ့မဆင်မှာပါတဲ့ပိုးတွေကိုစားသုံးမိလို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့သူ့ရဲ့ယောဂကူးဆက်ပုံကဝမ်းပြက်ဝမ်းလျှော်ယောဂကူးဆက်ပုံနဲ့ဆင်တူပါတယ်ဒီမတန်ရှင်းတဲ့ ယောဂပူးတွေပါနေတဲ့မစင်ကိုရင်ကောင်ကလာပြီးတော့နားရတယ်။အဲ့ဒီရင်ကောင်ကနေပြီးတော့မှအစာတောက်တွေကိုပြန်ပြီးတော့နားရတယ်။အဲ့ဒီအစာတောက်တွေကိုလူကစားမိရယ်ဆိုရင်ယောဂကုဆက်ခံရတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့အစာတောက်တွေကိုပြင်ဆင်ချက်ပြုတ်နေတဲ့လူတွေကအိမ်သားကနေထွက်ပြီးတဲ့အခါမှာလက်ကိုဆက်ပြနေမစည်းတာဒီပြင်ဆင်ချက်ပြုတ်တဲ့အခါမှာလက်ကိုဆက်ပြနေမစည်းတာအစာရှိတဲ့အချက်တွေကြောင့်မို့လို့အသေးအောင်တော့အီဘိုးကကုဆက်ခံရပါတယ်။အနည်းချုပ်ပြောရမယ် ်ဆိုရင်တော့မတန်ရှင်းတဲ့ကြီးမတန်ရှင်းတဲ့အစားအသောက်တွေကနေပြီးတော့မှခုဆက်တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့တန်ရှင်းမှုအားနည်းတဲ့ developing country လို့ခေါ်တဲ့ဒီဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဆိုရင်အသေးအောင်တော့ဝါအေးဘူးဖြစ်တာအရန်ကိုများပြလာပါတယ်။တဲ့အောင်တော့ဝါအေဘူးကုဆက်ခံရပြီဆိုရင်ဘလူယောဂလက္ခဏာတွေပြတ်တက်လဲဆိုတော့ယောဂ ကူးဆက်ခံရပြီးတော့နှစ်ပတ်ကနေသုံးပတ်အကြာမှာမှစပြီးရောယောဂလက္ခဏာတွေကပြတ်တက်ပါတယ်ပထမဆုံးကတော့ဖျားတယ်ပေါ့နော်ပင်မန်းနဲ့နှုံးချီလွယ်တယ်အစာအတောက်ပြီးပြတ်တယ်ကရင်ပြတ်တယ်အစာမဝင်ဘူးပြို့တယ်အန်တယ်နောက်တစ်ခုကတော့ဒီညာဘက်နံယူအောက်ကပိုက်နာရတယ်နောက်စီးရောင်တွေကရင့်လာတယ်ပေါ့နော်ကိုကာကိုလာအရောင်တို့နောက်ရေနွေးချမ်းလူမျိုးတို့နောက်တစ်ခုကငန်းပြားကြီးလူမျိုးအရောင်တွေဖြစ်လာတယ်ဒီဝမ်းအရောင်ကကြတော့ဖြော့လာတယ် နော်ရှင်စည်းလိုမျိုးအရာဝင်ဖြစ်လာတယ်ပေါ့နော်ဒီမျက်လုံးတွေကဝါလာတယ်အသားတွေဝါလာတယ်နောက်ခန္ဓာကိုယ်အနှံ့ငါးရှားရံလာတယ်အစရှိတဲ့ယောဂလက္ခဏာတွေကိုခံစားရတတ်ပါတယ် ဒီအသက်ရောင်တော့အေဘိုကူးဆက်ခံထားရတဲ့လူတွေကဘယ်လိုမျိုး ကုသရမလဲဆိုရင်တော့လူအများစုကပေါ့နော်ယောဂလက္ခဏာပေါ်လာပြီးတော့နှစ်ပတ်ကနေ6ပတ်အတွင်းမှာသူ့လူလျောက်ပဲပျောက်ကင်းသွားတတ်ပါတယ်။ဒါကြောင့်မို့လို့ကိုကကူးဆက်ခံထားရပြီဆိုရင်အစာအာဟာရတွေကိုပြည့်ပြည့်စုံစုံလုံလုံလောက်လောက်စားတောက်ပြီးတော့အနားယူပေးရပါမယ်။နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့လက်ကိုဆက်ပြနဲ့အနည်းဆုံးစက္ကန့်30လောက်ဆေးပေးရပါမယ်။အင်းသားကနေထွက်တိုင်းလက်ဆေးမယ်။အစာအာ ောက်တွေကိုပြင်ဆင်ချက်ပြုတ်တာတွေမလုပ်ခင်မှာလက်ကိုဆက်ပြနဲ့တေးချအောင်စီးပြရပါမယ်။နောက်ဒီကိုနဲ့တူတူနေတဲ့အိမ်သားတွေမကူးအောင်လို့ပေါ့နော်ဒီအုတ်ခွဲပကံတွေကိုခွဲပြီးတော့သုံးပြရပါမယ်။လိုအပ်တယ်ဆိုရင်လည်းဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသရပါမယ်။ဘာကြောင့်လဲဆိုရင်တချို့သောလူတွေမှာဆိုရင်တော့ပေါ့နော်ဒီအသေးကိုဆိုးရွားစွာထိခိုက်နိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့လိုအပ်တယ်ဆိုရင်လည်းဆေးရုံတက်ပြီးတော့ကုသတတ်ပါရဲ့ရှင်။ အသက်ရောင်တော့အေးဘူးကူးဆက်မခံရအောင်ဘလူမျိုးကာကွယ်လို့ရလဲဆိုရင်တော့တက်နိုင်သမျှအပြင်စားတွေကိုရှောင်ပေးရပါမယ်။နောက်တစ်ခုကတော့လက်ကိုဆက်ပြနဲ့မကြာခဏဆေးပေးရပါမယ်။အင်းသားကနေထွက်တိုင်းလက်ကိုဆက်ပြနဲ့ဆေးမယ်။အစားအသောက်တွေမစားခင်မှာ လက်ကိုဆက်ပြနဲ့ဆေးပေးရပါမယ်။နောက်တစ်ခုကတော့ရေတန့်တောက်ရပါမယ်။ရေကိုကြိုချက်ပြီးတော့တောက်ပြီးလို့လည်းရပါတယ်။အဲနောက်ဆုံးတစ်ချက်ကတော့ကာကွယ်ဆေးထိုးလို့ရလာပါတော့။ကာကွယ်ဆေးလည်းထိုးလို့ရပါတယ်။အဲနှစ်ကြိမ်ထိုးရပါမယ်။ ယ်ပထမတစ်ကြိမ်ထိုးပြီးတော့6လအကြာမှာနောက်ထပ်တစ်ကြိမ်ထိုးပေးလို့ရပါတယ်။သူကပေါ့နော်အသက်30အောက်တည်မှာထိုးရယ်ဆိုရင်တော့ပို့ပြီးတော့ထိရောက်ပါတယ်။အဲဘာကြောင့်လဲဆိုရင်တော့ပေါ့နော်ဒီအသက်30ကျော်သွားတဲ့လူတွေတချို့တွေမှာဆိုရင်ဒီအသေးအောင်တော့ A ပိုးအရင်တော့ကကူးဆက်ခံထားရတဲ့သူတွေလည်းရှိတတ်ပါတယ်။အဲဒါကြောင့်မို့လို့သူတို့မှာအရင်တော့ကကူးဆက်ခံထားရတယ်ဆိုရင်ဒီကိုယ်ခံအားအရှိပြီးသားပေါ့နော်အဲ့ဒါကြောင့်မို့လို့ကာကွယ်ဆေးထိုးစရာမလိုတဲ့သူတွေလည်းရှိတတ်ပါတယ်အဲဒါပေမဲ့ပေါ့နော ်ဒီအသက်30ကျော်တဲ့သူတွေကိုယ်ပိုင်အားလည်းမရှိသေးဘူးထိုးကျင်နေဆိုရင်လည်းကာကွယ်ဆေးထိုးလို့ရပါတယ်ရှင်အခုဆိုရင်တော့အသေးရောင်တဝါအေးပိုးဆိုတာဘလူးမျိုးကူးဆက်တာလေကူးဆက်ခံရပြီဆိုရင်ဘလူးရောဂါလက္ခဏာတွေပြတတ်တာလေဒီလိုမျိုးကူးဆက်ခံရပြီဆိုရင် ဘယ်လိုမျိုးကုသရမှာလဲဘယ်လိုမျိုးကာကွယ်ရမှာလဲကာကွယ်စည်းရောရှိလားအစရှိတဲ့အချက်တွေကို DBU လေးကနေရှင်းပြပေးသွားတာပဲဖြစ်ပါတယ် DBU လေးကကိုနဲ့ကိုပတ်ဝန်းကျင်ကလူတွေအတွက်အကျိုးရှိစေရလို့မြင်မိရဆိုရင် like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်ကျွန်မရဲ့နောက်ဗီဒီယိုလေးဒီမှာပြန်လည်ဆုံတွေ့ကြမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်